ဒဂါကြီးကဗုဒ္ဓဘာသာဆိုလို့ရှိရင်ဒဂါကြီးကုသိုလ်ကောင်းမှုဘာတွေလုပ်လဲလို့မေးကြည့်လိုက်တဲ့အခါအာတပည့်တော်ကဖျားရှိခိုးတယ်နော်တရားထိုင်နေနော်တန်ဃာတွေစွန်းလောင်းနေစသည်အဖြစ်ပေါ့ဒါကမြို့ဖလာဗုဒ္ဓဘာသာဝင်ကြီးပုံမှန် မွေးလာတဲ့ကတိပိတာကုသိုလ်ကောင်းမှုတွေဖြစ်တယ်ပေါ့နော်အဲ့ဒါတွေမလုပ်ရင်ကုသိုလ်မရတော့ဘူးလားစကားပြန်မေးเสียရှိတာပေါ့နော်အဲ့တော့အဲ့ဒါတွေလည်းလုပ်ရမယ်ဒါပေမဲ့ဘာကြောက်လို့ရတယ်ကုသိုလ်တရားပြီးတော့မိမိတဏှိတာပြုလုပ်နေတဲ့အလုပ်တွေအဲ့ဒီတွေမှာအဲ့ဒီအလုပ်တွေမှာ အကုသိုလ်တွေလည်းရှိတယ်အကုသိုလ်တွေလည်းရှိတယ်ကိုကတတိနဲ့စင်ကျင်ပြီးတော့ရှင်းရှင်းလင်းလင်းသိထားတယ်ဆိုရင်ကိုလုပ်တဲ့အလုပ်တွေကိုအကုသိုလ်ဘက်ကမရောက်ဖဲနဲ့ကုသိုလ်ဘက်ကအာသာသွားအောင်တတိနဲ့ညာနဲ့စင်ကျင်ပြီးတော့နေမယ်တတိနဲ့ညာနဲ့စင်ကျင်ပြီးတော့ပြောမယ်တတိနဲ့ညာနဲ့စင်ကျင်ပြီးတော့တွေးမယ်ဆိုလို့ရှိရင်တော့ဖះမရှိခိုးပြင်ရင်တောင်းတတိနဲ့ညာနဲ့စင်ကျင်ပြီးလှုပ်လိုက်တဲ့အလုပ်တွေကုသိုလ်ရတယ် သတိနဲ့ဉာဏ်နဲ့ဆင်ခြင်ပြီးတော့ပြောလိုက်တဲ့အပြောသည်ကုသိုလ်ရသတိနဲ့ဉာဏ်နဲ့ဆင်ခြင်ပြီးတော့တွေးလိုက်တဲ့အတွေးဟာကုသိုလ်ရနော်အဲ့ဒါကြောင့်မို့ကံနဲ့ပတ်သက်ပြီးတော့တည်တည်ချာချာလေးသိသိချင်တာပါနော်တပိတော်တို့ဘုရားရှိခိုးနေတာပဲဆိုဆိုပေမဲ့လို့ဘုရားရှိခိုးနေတယ်ဆိုပေမဲ့အစင်လာရရှိခိုးနေတာရှင်တယ် နော်အကျင့်ပါလို့ရှိခိုးနေတာတွေရှိတယ်ဟောအဲ့ဒီဖျားရှိခိုးနေတာကိုပဲငါကရှိခိုးတယ်မင်းကမရှိခိုးဘူးဆိုပြီးတော့သူ့စိတ်မှာဒီလိုဖြစ်သွားပြီဒီလိုဖြစ်နေတယ်ပြီးတော့ဖျားရှိခိုးတာကိုပဲလုံးဝ proud ဖြစ်တယ်ဆိုရင်တော့လုံးနေတဲ့အလုပ်ကကုသိုလ်လို့ထင်ရပေမဲ့သူ့ရဲ့စိတ်ထဲမှာသူတွေးလိုက်တဲ့အတွေ့သူကြံလိုက်တဲ့အကြံ သူ့ရဲ့စိတ်ကူးစိတ်ဓာတ်ကြီးအာဟုသူဖြစ်နေတယ်။ဒါကြောင့်မို့လို့လူရည်ရကြိုက်တာလို့ဘာပဲလှုပ်လှုပ်လှုပ်လို့ရတယ်။ဒါပေမဲ့အဲ့ဒီလှုပ်တဲ့အလုပ်တိုင်းကိုတတိနဲ့ညံနဲ့စင်ကျင်ပြီးတော့မှเนาะအပြစ်ကင်းတဲ့အလုပ်ဖြစ်ရမယ်။ကောင်းတဲ့အလုပ်ဖြစ်ရမယ်။အပြစ်ကင်းတဲ့အလုပ်ကိုလုံးမရအောင်ကောင်းတဲ့အလုပ်ကိုလုံးမရအောင်ဒီလိုမျိုး ကိုယ့်ကိုယ်ကိုထိမ့်ညှိပြီးတော့သွားအဲ့လိုထိမ့်ညှိပြီးသွားမယ်ဆိုရင်တော့ကုသိုလ်တရားနဲ့ရှင်သန်ခြင်းပဲเนาะဒါကြောင့်ကံသုံးပါးကိုနှစ်နှစ်ကာကတည်တည်ချာချာသိစေခြင်းတာပါเนาะလွယ်လွယ်ကူကူပေါ့ပေါ့ပါပါလေးပဲနေလို့တော့မရဘူးလွယ်လွယ်ကူကူပေါ့ပေါ့ပါပါလေးပဲသိနေမယ်ဆိုရင်တော့သူကဘယ်လိုဖြစ်လဲကုသိုလ်လုပ်ခြင်းရင်ဘုရားကျောင်းဆောင်ရှိကိုသွားဘုန်းကြီးကျောင်းကိုသွားဘုရားကိုသွားဒီလိုဖြစ်မဟုတ် နော်အဲ့လိုမဟုတ်ဘူးဥဒင်းတို့ပဲဖြစ်ဖြစ်ပေါ့ဘုံကြီးဖြစ်ပြင်ဖြစ်ညာတော့လည်းပဲနော်အာဟိုတနေ့ရတော့ဥဒင်းကွန်မန်တစ်ခုရေးတယ်ရေးလိုက်တဲ့အခါမှာကိုကပေးစီပေးခြင်းနဲ့မက်ဆေ့ကတော့တမျိုးပေါ့လေဒါပေမဲ့သူကကိုကိုအမြင်လွဲပြီးတော့ဟာဘုံကြီးဖြစ်ပြီးတော့ဒီလိုယူဆဒီလိုအတွေးတွေရှိနေသလားဆိုပြီးတော့တာမန်မီယိုဗလာကဝင်ပြီးတော့မှမတ် တဒီလိုမှန်းတဲ့အခါမှာကိုကဒီစာကိုဖတ်နိုင်ပြီးတဲ့အခါဘာဖြစ်တယ်လဲစိတ်ထဲမှာနည်းနည်းထူးထူးပူပူဖြစ်သွားတယ်အဲ့လိုထူးထူးပူပူဖြစ်သွားတာဒီဒေါမနတပဲအာကုတုပဲအဲ့တော့ငါဘုန်းကြီးဖြစ်နေလို့ငါပြောတဲ့အပြောတွေငါလုပ်တဲ့အလုပ်တွေကကုတုတွေကြီးပဲဒီလိုမဟုတ်ဘုန်းကြီးပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ကုတုအလွယ်ကူဖြစ်နိုင်တယ် အာဟုသူလည်းလွယ်တူဖြစ်နိုင်သို့တော့အဲ့ဒီမှာတတိနဲ့ညာနဲ့စင်ကျင်မှုလို့အဲ့ဒီမှာတတိထားပြီးတော့ဒါသူကလည်းဒီလိုအတွေးနဲ့ဒီလိုပြောမှာပဲဟုတ်လားကိုကတာလျရင်ကိုရဲ့ positive energy တွေမဆုံးရှုံးပဲနဲ့နော်ဟုတ်လား negative energy တွေမဝင်လာအောင်ပေါ့ကိုကိုကိုကုသူတွေ ရှိနေအောင်မဆက်လက်ပြီးတော့တိဆောက်လိုက်မယ်အခုတို့ဟိုမဖြစ်အောင်နေမယ်ဆိုညံနဲ့ဆင်ခြင်းတတိနဲ့ဆင်ခြင်းလိုက်တဲ့အခါသူ့ကိုဒေါသထွက်စေအကြောင်းမရှိတော့ဟုတ်လားဒါပေမဲ့ဆက်ဆက်ခြင်းမှာထူထူပူပူဖြစ်သွားတယ်ဒါတချို့ကြတော့ပြောကြတယ်တပိတော့လောဘမရှိတော့ပါဘူးတပိတော့တို့ကလောဘမရှိတော့ဒေါသလေးပဲနည်းနည်းကြံတာပါဒီလိုတွေပြောကြတယ် သူတို့ပြောတဲ့လောဘဆိုတာကသူကဘယ်လိုဟာမျိုးလောဘလဲဆိုငန်းငတ်တက်ဖြစ်နေတဲ့လူတယောက်ကစီးပွားတွေငန်းငတ်တက်ရှားနေတယ်နမစားနိုင်မတော့နိုင်မအိတ်နိုင်ကျဲမရေးတော့ဂယုမဆိုင်နိုင်မင်းနဲ့နော်ပတ်စံမှာပတ်စံအဲ့လိုဖြစ်နေတဲ့လူမျိုးကမှာလောဘကြီးတဲ့လူလောဘရှိတဲ့လူလို့ထင်နေတယ်သူတို့ကတော့ဖြစ်လူနေတယ်တန်ဃာတွေကိုလည်းလူနေတယ်ဟုတ်လားအဟိုနေရာမှာလူလိုက်ဒီနေရာမှာလူလိုက်ဟုတ်လားအဲ ပုံမှန်လေးဟာလာစီဝါရေးဆိုလဲပုံမှန်လေးပဲလုပ်တယ်ဒါကိုလောဘမရှိဘူးလို့သူတို့ကသူတို့ကိုသူတို့ဒီလိုထင်တယ်မဟုတ်ပါဘူးဦးဇင်းတို့ကအစလောဘဒေါသမောဟအပြည့်ရှိတယ်ဒီလူမှန်ရင်ကိုလောဘဒေါသမောဟအပြည့်ရှိနေတယ်ခုနတုန်းကငန်းငန်တက်ဖြစ်နေတာရုပ်ပြက်စင်းပြက်ဖြစ်နေတဲ့ဟာဒီလောဘအစင်ကိုကျော်သွားပြီဟုတ်လားဟိုဘက်ကအစွဲကြီးကြီးနေဟုတ်လား နော်တဏှာပစ္စယဥပါဒံဥပါဒံဘက်ကိုတော့ရောက်အောင်အဲ့ဒီပုံကိုကြာနော်အရန်ရုပ်ပြက်ဆင်းပြက်စီးပွားရှာနေပြီရုပ်ပြက်ဆင်းရုပ်ပြက်ဆင်းပြက်နော်နော်ဒေါသတွေထွက်ပြီးတော့အသက်ပင်သေးသေးအရှက်ပင်ကွဲကွဲဆိုတာမျိုးဒီဥပါဒံဘက်ကိုရောက်သွားပြီအဲ့ဒီဒေါသဒီတာမန်ဒေါသမဟုတ်အဲ့ဒီလောဘဒီတာမန်လောဘမဟုတ်တော့ဘူးအဲ့ဒါဒီဥပါဒံဆွဲတချို့ဝိဝါဒဝါဒနဲ့ပတ်သက်ပြီးတော့ဝါဒရေးရမိုင်းမိသွားတဲ့သူတွေ တာမန်မောဟမဟုတ်တော့ဘူးဟိုဘက်ကဥပါဒံဘက်ကိုရောက်သွားတဲ့အခါမှာအဆွဲကြီးကြီးသွားပြီအဲ့ဒါကြမှာမောဟရှိတဲ့လူလို့သူပြောတာမဟုတ်ဘူးအဲ့ဒါဥပါဒံဘက်ကိုရောက်သွားပြီအဆွဲကြီးသွားပြီလောဘအဆွဲကြီးသွားပြီဒေါသအဆွဲကြီးသွားပြီမောဟအဆွဲကြီးသွားပြီတူတူငါငါအားလုံးဟာလောဘဒေါသမောဟရှိကြတာကြီးပဲအေးအဲ့ဒီမှာရှိတဲ့အခါအတက်ကလေးထွက်လာတဲ့အခါထွက်တဲ့အချိန်တိဖို့လိုတယ် လောဘတက်ကလေးထွက်ရင်ထွက်တဲ့အချင်းသိဖို့လိုတယ်ဒေါသထွက်ကလေးအတက်ကလေးထွက်လာရင်ထွက်တာကိုသိဖို့လိုတယ်အဲ့လိုသိရင်တတိနဲ့ရှင်ပြီးတော့မှကိုပြောမယ့်စကားနော်ဝစီကံကုသိုလ်ဖြစ်အောင်သွားကိုလုံမယ်အလုပ်ကာယကံကုသိုလ်ဖြစ်အောင်လုပ်ကိုတွေးမယ်အတွေးမနောကံကုသိုလ်ဖြစ်အောင်လုပ်ဒါကလုံတဲ့နေဟာကိုပြောပြခြင်းဖြစ်တယ် ုံဖုံကအဲ့လိုလုံနေလားဆိုတတိနဲ့ရှင်ပြီးတော့နေတဲ့နေမိတဲ့အချိန်မှာအဲ့ဒီလိုမျိုးတွေပြောဖြစ်ပါတယ်အဲ့လိုမျိုးတွေလုံဖြစ်ပါတယ်အဲ့လိုမျိုးတွေတွေးပြီးမှဖုံဖုံဒီလည်းပဲတတိလက်လို့ဖြစ်တဲ့အခါကျရင်လောဘနဲ့ပြောမိပါတယ်လောဘနဲ့လုံမိပါတယ်လောဘနဲ့တွေးမိပါတယ်ဒေါသနဲ့လုံးမိတယ်ဒေါသနဲ့ပြောမိတယ်ဒေါသနဲ့တွေးမိတယ်เนาะအဲ့ဒါဟာကိုယ့်ကိုယ်ကိုယိုယိုသားသားနဲ့ ပြန်ကြည့်ပြီးတော့ကိုယ့်ကိုယ်ကိုစင်ကြင်ရမယ်လှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ရမယ်ဗုဒ္ဓဘာသာစစ်စစ်တကယ်ဗုဒ္ဓဘာသာစစ်စစ်ဒီလိုတွေးရမယ်နော်